တတရကဘာဆဲစတာနဲ့ချစ်ချင်းစစ်ဘေးတံကြောင့်ပြိုလဲမဲ့နိုင်ငံစေကိုအားလုံးပဲမင်္ဂလာပါဗကန်တေထင်းမဲ့ channel ကနေကြိုဆိုပါရစ်တင်ဖုန်းဖို့နေကော်ဖီတောက်နေတော့မှကဘာတော်မော်တော်စစ်တင်ဖို့နေရယူနေကြပါရစ်ဒုံညီတွေကိုတက်စင်နေကြပြီးဂျိုးတို့တွေကဂျိုးတို့တွေကစောင့်ကြည့်နေကြပါရစ်ကဘာကြီးရောက်ပောက်ခွဲဖို့နေဆက်လာနေပြီဖြစ်ပြီးတကယ်လို့မထင်မှန်ထားတာတွေဖြစ်လာမယ်ဆိုရင်ဘယ်နိုင်ငံတွေကအရင်ဆုံးပြောက်ကွယ်သွားမလဲဘယ်မြို့တွေကကဘာကြီးဘာမှမသိလိုက်ရခင်မှာမိလုံးကြီးတွေဖြစ်သွားမလဲ ဒီနိုင်ငံချို့ကတော့တိုက်ရိုက်တိုက်ပွဲနေမြေမှာရှိနေပြီးတခြားနိုင်ငံတွေကသူတို့ရဲ့စစ်စခန်းအတိုင်းမှာပြင့်မှတ်လို့စေးနေနဲ့ရေးချေခံထားရတဲ့နိုင်ငံခြားတပ်ဖွဲ့တွေကိုလက်ခံထားပါတယ်။ဒီနေရာတွေတဲကတခုခုမှာတင်းနေထိုင်နေတယ်ဆိုရင်တရားချေကန်ဖို့အတွက်မှနေထိုင်နေတာပါ။အစ်ဆွေနဲ့အီရန်မှာတော့အနုမြူလက်နက်တွေမိုးရွာသလိုကျဲချနေပြီဖြစ်ပြီးအခုနေတတိယကမ္ဘာစစ်အစဖြစ်လာမယ်ဆိုရင်အထိနာဆုံးနဲ့အရင်ဆုံးပြိုကွဲသွားမယ့်နိုင်ငံ၃ခုကဘာတွေလဲဒီနေ့ပြောပြပေးပါမယ်။နံပါတ်၁၀ပိုလန်ကမ္ဘာစစ်ပြပွားခဲ့မယ်ဆိုရင်ဒီနိုင်ငံက မီးတောက်တွေတဲကိုကြာရောက်ဖို့မင်းနေပိုင်မဲ့ကြပါလိမ့်။နိုင်ပိုင်းတော့မဟုတ်ပါဘူး။ဗိုလ်လန်ကပြင်ခကြည့်မယ်ဆိုရင်ငြင်းချက်နဲ့အလေဥရောပနိုင်ငံလိုထင်ရပေမဲ့အတွင်းထဲမှာတော့နိုင်ငံရေးမတည်ငြိမ်မှုအကြီးကြီးဖြစ်နိုင်တဲ့နေရာမှတည်ရှိပါလိမ့်။အမေရိကန်နဲ့နေဒိုတပ်ဖွဲ့တွေကဒီမှာတက်ဆွဲထားပြီးသားဖြစ်ပြီးလေတဲစကန်တွေကလည်းလက်နက်ပြင်းနဲ့အသိနေထားပါပဲ။ဒါပေမဲ့တင်းသိပါသလား။ဒါကြောင့်မို့ပဲဘယ်ရန်သူမဆိုအရင်ဆုံးတိုက်ခိုက်ခြင်းတဲ့နေရာတွေတဲကတစ်ခုဖြစ်နေတာပါ။ လူဦးရေ36သန်းကျော်ရှိပြီးစုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ကအမေရိကန်ဒေါ်လာ89ဘီလီယံရှိတဲ့ဒီနိုင်ငံဟာဆုံးရှုံးစရာတွေအများကြီးရှိပါတယ်။ပြီးတော့ဥရောပမှာစင်ရအများဆုံးတိုးချဲ့ထားတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ရုရှားရဲ့ကာလီနင်ဂရက်ဒေသနဲ့နေနေမဲချင်းထိစပ်နေတာပါ။ဒီကတော့မဟာမိတ်ဖွဲ့တွေဆိုတော့အကကွယ်ပြတယ်မဟုတ်ဘူးလားဆိုပြီးတော့တွေးမိနိုင်ပါတယ်ဒါမဲ့လည်းပထမဆုံးတိုက်ခိုက်မှုချိန်တွေမှာမဟာမိတ်ဆိုတော့ပြင်မဲ့လည်းဖြစ်ပါတယ်ဥရောပမှာတတိယကမ္ဘာစစ်ဆမယ်ဆိုရင်ဒီနိုင်ငံကအရင်ဆုံးမိတောက်တွေကိုခံစားရမှာပါနံပါတ်9ယူကရိန်း ဇေပွဲသတင်းကောင်းစီတွေကရင်းနှီးပြီးသားဖြစ်ပေမဲ့ဒါတွေကပေါ်ရမျှတာပါယူကရိန်းကစစ်မီမင်တက်တက်မဟုတ်ပဲပိုဆိုးွားတဲ့ယာတကူဖြစ်လာနိုင်တဲ့မြေပြင်ဆမပေါ်ဒီမှာလူဦးရေ38တန်းကျော်နေထိုင်ကြပြီးတော်တော်များများကရန်သူရဲ့တိုက်ခိုက်မှုနဲ့မိုင်းနှဲငယ်ပဲဝေးနေပါတယ်စုစုပေါင်းပြည်တွင်းထုတ်ကုန်က American Dollar 188 billion ရှိနေပြီးစီးပွားရေးအရတော့ကြီးမားတဲ့နိုင်ငံမဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့ပထဝီဝင်အနေထားကတန်ဖိုးဖြတ်လို့မရတယ်လို့အန်ဒီရလည်းရှိနေပါတယ် အင်အားကြီးမဟာမိတ်တွေနဲ့ရန်သူတွေကြမှာမဟာဗျူဟာရတရှိနေတာကြောင့်ဒီနိုင်ငံဟာတင်းမာမှုတွေနဲ့ပြည့်နေပြီးစစ်ပွဲကြီးဖြစ်သွားခဲ့မယ်ဆိုရင်နံပါတ်စလုံးဝင်ရောက်လို့မရအောင်စိုးစည်းသွားနဲ့ဖြည့်ဆည်းခံရမှာပါနံပါတ်၈လစ်တူရီနီယာကဘာစစ်မှာတင်းငယ်တဲ့နိုင်ငံဆိုရင်ပြဿနာတိတိလေးပဲရှိမယ်လို့ထင်ကောင်းထင်နေပါတယ်ဒါပေမဲ့အဲ့ဒါကပဲသူ့ကိုပို့ပြီးတော့ထိခိုက်လွယ်စေတာပါလီတူရေးနီးယားဒီလိုတင်းငယ်တဲ့နိုင်ငံဟာတရင်ကောင်းစီးတွေကိုလက်မိုးထားနိုင်မှာမဟုတ်ပေမဲ့စီးရေးကျွမ်းကျင်သူတွေအတွက်ကတော့ကမ္ဘာပေါ်ကအန္တရာယ်အများဆုံးရန်အိုးတွေတက်ခုပါပဲ ။ဘာလို့လဲ။ဘာဖြစ်လို့လဲ။သူကနေတိုးရဲ့ကာကွယ်ရေးကိုခြေချင်းလှုပ်ခတ်သွားစီနေတဲ့မဟာဗျူဟာကျတဲ့မြေခွေတိတိလေးကိုထိန်းချုပ်ထားလို့ပါ။ဇူဝကီကွာဟာချက်လို့ခေါ်တဲ့60ပိုင်းကျဲတဲ့နေရာလေးဖြစ်ပြီးပြိတက်ကြီးတို့ဒီလိုမြောင်ကြည့်လိုက်ပါ။ဥရောပမှာဆေးဖြစ်လာပြီးနောက်ပိုင်းပထမဆုံးလုံးမဲ့လှူရှာမှုကပဲရစ်မြို့တဲ့တိုင်ကီတွေဝင်တာမဟုတ်ပဲနဲ့ဘောတင်နိုင်ငံတွေကိုနေတိုးရဲ့ကြံတဲ့အစိပ်ပိုင်းတွေကနေဖျက်တော့ဖို့ဒီနေရာကိုလျက်စီးလက်သလိုတိုက်ခိုက်တာပါ။ဒီလိုဆိုရင်ကျူတင်သတိပေးမှုမရှိဘဲလူရည်နှစ်တက်သမှ8တန်းဟာထွက်ပြေးဖို့အခြေမရပဲရန်သူနေမြေနောက်မှာပိတ်မိသွားနိုင်ပါတယ် ဒါက theory တက်တက်မဟုတ်ပေးနဲ့ဒါကိုစေပွဲကိန်းပေါင်းများစွာမှရေးဆွဲထားပြီးသားဖြစ်ပါတယ်ပြီးတော့အချိန်တိုင်းဒီပါဒီနိုင်ငံဟာအရင်ဆုံးကြာရှုံးသူတွေထဲမှာပါဝင်နေပါတယ်သူရဲ့စုစုပေါင်းပြည်တွင်းထုတ်ကအမေရိကန်ဒေါ်လာ88ဘီလီယံအောက်ပဲရှိတာပါဒါမှမဟုတ်စီးပွားရေးအရာအများနဲ့ပါတယ်ဒါမှမဟုတ်ဒါကပြဿနာဖြစ်နေတာပါအပြေးပွားတိုက်ခိုက်မှုကိုခံနိုင်ရှိဖို့စေအခြေခံအဆောက်အအုံမလွတ်လောက်ပါဘူးနေရှာနဲ့နောက်ပြန်ဆုတ်ကြနေရာတွေမရှိပါဘူး။ကြာကန်ဒေတာတွေမရှိပါဘူး။ဒုံကြီးတွေပြစ်မဲ့ဆိုရင်မိနစ်ပိုင်းတွေဒီကိုကြာရောက်မှာပါ။ဒီမှာလူများစုကတတိမထားမိပဲအချက်တခုရှိပါတယ်။ လစ်သူရေးနီးယားဟာဥရောပနဲ့နေတိုးပတ်ဝင်ဖြစ်ပါတယ်ဆိုလိုတာကသူ့ကိုတိုက်ခတ်ခံရရင်အနောက်တိုင်းမှာဟာမေးအာလုံးဒီပါကတုံ့ပြန်ဖို့အတင်းကျပ်ခံရမှာပါဒီမှာတစ်ချက်တိုက်ခတ်လိုက်တာနဲ့ကဘာယူတညာထဲမှာပဲရှုပ်ထွေးမှုတွေတဲ့ဆွဲခေါ်သွားနိုင်ပါတယ်နံပါတ်9ထိုင်ဝမ်ထိုင်ဝမ်ဆိုတော့တရင်ကောင်းစီဒီမှာအမြဲလိုလိုတွင်ကြီးတဲ့အကြောင်းအရာတွေတွေ့နေရတာပါဒီမှာမှုတွေတိုးလာပြီဒီမော်တွေတွေ့ရပြီချင်းချောင်းမှုတွေလှုပ်လာပြီ ဒါပေမဲ့ဒီသတင်းတွေရဲ့နောက်ကမှတကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေတခုရှိပါတယ်။ကမ္ဘာသီးကြီးတခုဖြစ်လာပြီဆိုတာနဲ့ဒီနိုင်ငံဟာစပီမင်းနဲ့ပိုင်တွင်ပျောက်ကွယ်သွားနိုင်ခြေရှိပါတယ်။ထိုင်ဝမ်ဆိုတာအာရှကန်ဟုတ်ကကျွန်းလေးတစ်ကျွန်းတည်းမဟုတ်ပါဘူး။သူကပစိဖိတ်ဒေသတခုလုံးရဲ့အဓိကဗဟိုချက်မှဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာပဋိပက္ခတခုပေါ်လာပြီဆိုတာနဲ့ထိုင်ဝမ်ဟာပထမဆုံးမိခိုးပြင်းနဲ့ပျောက်ကွယ်သွားမယ်။နေရာတွေတဲကတခုဖြစ်ဖို့တေချာသလောက်ပါပဲ။ဘာဖြစ်လို့လဲ။သူကအင်အားကြီးသောနိုင်ငံတစ်ခုကြမှာတည်တည်ကြီးရှိနေလို့ပါ။သူရဲ့ဒီနေရာရောသူရဲ့ဤပညာတွေကပါအရေးကြီးဆုံးပါပဲ။ သူသာပြည့်စည်သွားခဲ့မယ်ဆိုရင်ကမ္ဘာတစ်ဝန်းလုံးကိုရိုက်ခတ်မဲ့ဇက်တိုက်တုံ့ပြန်မှုတွေဖြစ်လာနိုင်ပါတယ်လူရည်23သန်းပဲရှိတဲ့ထိုင်ဝမ်မှာကမ္ဘာစစ်မြေဆုံမိုက်ခရိုရှစ်ဆက်ယုံတွေအများကြီးရှိပါတယ်။သူ့ကိုဆုံးရှုံးလိုက်ရမယ်ဆိုရင်နိုင်ငံတကာနိုင်ငံဆုံးရှုံးယုံတွေမကပဲကမ္ဘာလုံးဆိုင်ရာကွန်ပျူတာပို့ဆောင်ရေးကွင်းဆက်တွေပါပြတ်တောက်သွားမှာပါ။တင်ဖုံ၊တင်ကာ၊တင်ကာခွဲစနစ်တွေအားလုံးရပ်တက်သွားနေပါတယ်။သူ့ရဲ့ GDP ပြည်ထောင်အသက်တင်ထုတ်လုပ်မှုကလည်း American Dollar 951ဘီလီယံလောက်ရှိတာမို့စီးပွားရေးအင်မတန်အင်အားကြီးပါတယ်။ဒါမဲ့လည်းဒီလိုတာယာဝါပြောမှုတွေအားလုံးကအနေနဲ့နီးစပ်နေပါတယ်။သူကဆွဲဆောင်မှုရှိတဲ့ပြင်မဲ့တစ်ခုဖြစ်နေလို့ပါ။ဒီအချက်ကပေါ်ပြီးစိတ်မကောင်းစရာပါ။ထိုင်ဝမ်ဟာဈေးစုနေပါများစွာဈေးပွဲအတွက်ပြင်ဆင်ခဲ့ပေမဲ့ကျွမ်းကျင်သူတွေကတော့ရုတ်တရက်တိုက်ခိုက်ခံရရင်ပြန်တုံ့ပြန်ဖို့ချိန်တော့ရကြမှာရမယ်လို့သုံးသပ်ကြပါတယ်။မိုင်းနဲ့လှုပ်ရှားမှုတစ်ခုဒါမှမဟုတ်ရေဒါချက်ပြမှုတစ်ခုလွဲချော်တာနဲ့တီးခိမီဒီမိုကရေစီနိုင်ငံဟာတက်တရကဘာစေးစားရနဲ့ပြောက်ကွယ်သွားနိုင်ပါတယ်။နံပါတ်6တောင်ကိုရီးယား တောင်ကိုရီးယားဆိုတာကမ္ဘာပေါ်မှာအစိမ့်မြေဆုံးခင်မီဆုံးနဲ့အတုတက်ဆုံးနိုင်ငံတွေထဲကတစ်ခုပါဒါပေမဲ့သူကအများတဲ့အချိန်ပိုနဲ့ရှင်သန်နေရတယ်လို့ပါနေ့တိုင်းလူပေါင်း50တန်းကျော်ဟာနေမဝင်ခင်ပြောင်းပုံပြစ်သွားနိုင်တဲ့နိုင်ငံမှာလူထနေကြပါတယ်ဒါကအရန်ပြင်းထန်တယ်လို့ထင်ရလားကဲပရိသတ်တို့တောင်ကိုရီးယားမြေပုံကိုကြည့်ဘူးလားမသိပါဘူးသူ့ရဲ့မြို့တော်ဆိုးရဲမြောက်ဘက်35မိုင်ကွာမှာလက်နေပြည်သူနဲ့နေဆက်တစ်ခုရှိပြီးအမြောက်ထောင်ထဲချီပြီးတော့အရက်သားပြည်မှတ်တွေကိုတိုက်ရိုက်ချိန်ထားတာပါ ရုတ်တရက်တိုက်ပွဲဖြစ်လာမယ်ဆိုရင်ပထမဆုံးနိုင်တွင်မြို့တော်ကိုကြည်စံပေါင်းတထောင်ကျော်ကြားရောက်နိုင်တယ်လို့ကြွင်ကျင်သူတွေကအခန့်မှန်းထားပါတယ်။ဒါကဒုံကြီးတွေမပါသေးပါဘူး။သူ့ရဲ့စီးပွားရေးကလည်းတိတိလေးမဟုတ်ပါဘူး။တောင်ကိုရီးယားမှာ GDP က American Dollar 1.8 trillion နီးပါးရှိပြီးကမ္ဘာ့ဒေသ55နိုင်ငံထဲမှာပါဝင်ပါတယ်။ဒါမှမဟုတ်ဒီလိုသားယာဝါပြောမှုတွေဟာအန်ဒီယန်နဲ့နီးနီးလေးပဲရှိနေပါတယ်။သူ့ရဲ့စေကန်းတွေစက်ယုံတွေဒါဘေးစက်ယုံတွေကထိခိုက်လွယ်ပြီး တက်ရမယ်သူတွေကဘယ်နေရာကိုတက်ရမယ်ဆိုတော့တိကျသိနေကြပါတယ်။ပို့ပြီးတော့အန်ဟောဆရာကောင်းတာကတောင်ကိုရီးယားဟာတကယ်တမ်းကျတော့အခုချိန်ထိစစ်ဖြစ်နေသေးပါ။ကိုရီးယားစစ်ပွဲကတရားဝင်မပြီးဆုံးသေးပါဘူး။အပြစ်ကရဲစဲထားတာပဲရှိပြီးငြင်းငြင်းရည်တော့မဟုတ်ပါဘူး။ဒါကြောင့်တက်တဲ့ကမ္ဘာသစ်ကအရှိအာရှမှာစတင်ခဲ့ရင်ဒီနိုင်ငံဟောင်းပါဝင်ယုံတွေမကပဲချက်ချင်းပြစည်းသွားမှာပါ။ဒီဒေတာတခြားလိုမှအမေရိကန်တက်တွေလည်းရှိနေတာကြောင့်ဒီလိုတိုက်ခိုက်တာက ဒီလိုတိုက်ခိုက်တာကအမေရိကန်ကိုလည်းချင်းချင်းဆွဲခေါ်သွားပါလိမ့်မယ်။ဒါကြောင့်နောက်တစ်ချိန် K-pop ဗီဒီယိုတွေကြည့်တဲ့အခါမှာဒါမှမဟုတ်ကိုရီးယားနည်းပညာတွေကိုကြည့်ပြီးအားကျတဲ့အခါမှာဒီနည်းပညာမေဒီတာကြီးဟာကမ္ဘာပေါ်မှာအတည်ငြိမ်ဆုံးရှည်တန်းဆဲမဲ့နာရီတွေကတစ်ခုပေါ်မှာရှိနေတယ်ဆိုတော့သတိကြပေးပါ။နံပါတ်5ဂျပန်ဂျပန်ဆိုတော့ကြီးစံရထားတွေ Cherry Band တွေခင်မိစမ်းသွေးမှုတွေနဲ့လူသိများတဲ့နိုင်ငံမှာဒါပေမဲ့လေလူအများဆုံးသတိမထားမိတာကဂျပန်ဟာနောက်ထပ်စိတ်ပွဲကြီးတစ်ခုဖြစ်လာမယ်ဆိုရင်ပြည်မှတ်နေရာမှာတိတိကျကျရှိနေတာပါ။ဗတ်တီဝင်ဝင်ရအောင် မတည်ငြိမ်တဲ့နိုင်ငံတွေနဲ့ဝန်းရံနေတဲ့ဂျပန်နိုင်ငံဟာပစိဖိတ်ဒေသမှာစင်ရအများဆုံးနိုင်ငံပစိဖိတ်ဒေသမှာစင်ရအများဆုံးနေရာချို့ကြမှာတည်ရှိနေပါတယ်1940ပြည့်လွန်နေ့တွေကလေးကစစ်အကြီးအကျယ်မဖြစ်သေးပေမဲ့အခုတော့ထင်မှတ်ထားတဲ့တိုက်ခိုက်မှုမျိုးရင်ဆိုင်မှုပြင်ဆင်နေပါတယ်လူဦးရေ325လူဦးရေ325ကျော်ရှိပြီး GDP ကလည်း American Dollar 4.4 trillion ကျော်လွန်နေဂျပန်ဟာကမ္ဘာပေါ်မှာစီးပွားရေးအကြီးမားဆုံးနိုင်ငံတွေထဲကတစ်ခုပါဒါမဲ့သိပါသလားသူရဲ့ဒီလိုသားရွာပြောမှုတွေကပဲသူ့ကိုပို့ပြီးထိခိုက်လို့စေပါတယ် ဒီဘက်မှာအမေရိကန်စစ်အခြေစားစခန်းဓာစီပေါင်းများစွာရှိပြီးမဟာပြူရမြောက်လီတက်စခန်းတွေနဲ့ရေတဲစိတ်ကန်းတွေလည်းပါပါတယ်။ဒါရီကကာကွယ်မှုပေးတယ်လို့တချိန်တည်းမှာပဲဂျပန်ကမိမောက်ထိုးပြထားတဲ့ပြစ်မှတ်ကြီးတွေကိုဖြစ်စေပါတယ်။ပစိဖိတ်မှာစစ်ဖြစ်လာရင်ရန်ဘတ်တွေဟာဒီစခန်းတွေကိုချေချင်းတိုက်ခိုက်ဖြစ်စီဖို့ကြိုးစားကြမှာပါဆိုလိုတာကအိုကီနာဝါယိုကိုစုကနဲ့တိုကျိုလိုမြို့ကြီးတွေတောင်ဆက်စားခြင်းမင်းနေပိုင်းတွေမှာတိုက်ခိုက်ခံရနိုင်ပါတယ်။သူ့မှာဒုံးကြီးကာကွယ်စနစ်တွေနဲ့မဟာမိတ်တွေရှိတော့ကာကွယ်ပေးနိုင်မယ်လို့ထင်နေပါတယ်။ ဒါပေမဲ့ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီးတစ်ခုမှာအချင်းကိုက်တာကအရေးကြီးဆုံးပါဂျပန်ရဲ့ကောက်ဝေးစနစ်တွေကအကြီးကျယ်ပပေါင်းစုံကနေတက်ခတ်လာတာကိုရပ်တန့်ဖို့လုံလောက်တဲ့မြန်တို့နဲ့တုံ့ပြန်နိုင်ခြင်းမှာတုံ့ပြန်နိုင်ပါလိမ့်မယ်ဒီနိုင်ငံဟာနျူကလ িয়ার ဘေးအန္တရာယ်ကနေတပံပြန်လဲတိစောက်ခဲ့ဖို့ပါတယ်ဒါပေမဲ့နောက်တစ်ခါဆိုရင် ပြန်လဲတိစောက်ဖို့အခွင့်အရေးတောင်ရကြမှာရပါလိမ့်မယ်နံပါတ်၄အစ္စရေး အစ္စရေးကကမ္ဘာပေါ်မှာကာကွယ်အင်အားအကောင်းဆုံးနိုင်ငံတွေတဲကတခုပါဒါပေမဲ့ဒါကပဲသူကပထမဆုံးကြာဆုံးနိုင်တဲ့နိုင်ငံတွေတဲကတခုဖြစ်နေနေပါတယ်အစ္စရေးဆိုတဲ့ဒီမြန်မာလေးကစေစုနေများစွာကြောင့်စစ်ပွဲတွေဒုံညီတွေနဲ့ချင်းချောက်မှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့နောက်တဲ့ကမ္ဘာစစ်ကြီးဆိုတာကလုံးဝကိုမတူညီတဲ့စိတ်မြေပြင်တခုလို့ကြွမ်းကျင်သူတွေကသတ်မှတ်ထားပါတယ်နောက်တဲ့ကမ္ဘာလုံးဆိုင်ရာပဋိပက္ခတခုအရှိလေပိုင်းမှာပေါ်လာမယ်ဆိုရင်ဒီနိုင်ငံဟာမင်းနေပိုင်တွင်အပြင်းထန်ထိခိုက်ခံရနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစ္စရေးကနိုင်ငံတကာနိုင်ငံတသက်မဟုတ်ပါဘူး။သူက တရစ်ကစုံလို့ခေါ်တဲ့အန်ဒီရဲ့အချက်ပြဆုံးတစ်ခုဖြစ်နေလို့ပါ။ရန်လိုတဲ့နိုင်ငံတွေကဘေးပတ်လေကနေဝန်းရံထားပါတယ်။ပြည်ပမဟာမိတ်တွေနဲ့စေသွေးကြွအဖွဲ့စည်းတွေရဲ့ချိန်ရမှုအောက်မှာရှိနေပါတယ်။ဒါပေမဲ့အမြဲတမ်းတင်းမာနေတဲ့အခြေအနေတွေကြောင့်အစ်ရီဟာကမ္ဘာစစ်မြေသို့ကာကွယ်စနစ်တွေထဲကတစ်ခုကိုတိစောက်ခဲ့ရပြီးနေမကြီးအရွန်တိုလည်းပါပါတယ်။ဒီຢာတွေကထိရောက်တယ်ဆိုပေမဲ့ဖောင်ထင်းလို့မရတာမျိုးတော့မဟုတ်ပါဘူး။အစ်ရီမှာလူကြီးကိုးတန်းကြောင့်ရှိနေပြီးနယူးဂျာစီပြည်နယ်ထက်တော်မှာတင်းငယ်တဲ့နေမီထဲမှာပြုတ်သိပ်နေထိုင်နေကြပါတယ်။ GDP ကလည်းအမေရိကန်ဒေါ်လာ900ဘီလျံနီးပါးရှိတာမို့စီးပွားရေးနဲ့နေပြည်တော်ပိုင်းမှာသူ့ရွေးစားထက်အများကြီးတာလုံးပါတယ်။ဒါပေမဲ့ကမ္ဘာစီကြီးတခုဖြစ်လာမယ်ဆိုရင်အရွေးစားနေနေပြည်တော်တွေကဖြည့်ဆည်းခံရတာကိုခဏတောင်နှောင့်နှေးစေရုံပါ။လုံးဝကာကွယ်ပေးနိုင်မှာလည်းမဟုတ်ပါဘူး။ပပောင်းဆောင်ကနေလာမဲ့ဒုံကြီးတွေ၊စိုက်ဘာစစ်ပွဲတွေနဲ့ drone အုပ်စုလိုက်တိုက်ခိုက်မှုတွေကအကောင်းဆုံးကာကွယ်ရေးစနစ်တွေကိုတော့လွှမ်းမိုးသွားနိုင်ပါတယ်။စက္ကန့်တိုင်းရေးပါနေတဲ့အချိန်မျိုးမှာအနည်းငယ်လေးချိုးရင်းသွားတာနေတော့မှအကြီးကျယ်စိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။မဟာမေဒီကာကာကွယ်ပေးမှာပေါ့လို့တင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ပြဿနာကအဲ့ဒီမှာဟာမိတ်တွေကြောင့်ပဲအဆွေးကပို့ပြီးပြစ်မဲ့ထားခံရနိုင်တာပါသူကိုတက်ခတ်လိုက်တာကကဘာကို message တခုပေးလိုက်တာပါချက်ချင်းအာယုံဆိုင်မှုကိုဆွဲဆောင်သွားနေပါတယ်ကဘာလုံးဆိုင်ရာတုတ်ပြန်မှုကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်မေကဘာစီကြီးတခုမှာအဆွေးဟာပြင်ဆင်ဖို့အချိန်တော့မှရကြမှာရပါလိမ့်မယ်သူဟာစတင်မိပွားဖြစ်ပြီးပထမဆုံးမိတာဖြစ်လာနိုင်ပါတယ်နံပါတ်3ဂျာမနီဂျာမနီကဥရောပမှာအတည်ငြိမ်ဆုံးနိုင်ငံတွေထဲကတခုပါဒါပေမဲ့အပေါ်ရန်ကြည့်မယ်ဆိုရင်တည်ငြိမ်ပေမဲ့အောက်ခံမှာတော့အန်ဒီယန်နဲ့အထီးတွေ့ရဆုံးနိုင်ငံတွေထဲကတခုဖြစ်လာနိုင်ပါတယ်ဂျာမနီနဲ့နေတိုးရဲ့ ဘိုးချက်မမမဟာပြူရမြောက်တည်ရှိနေတာကြောင့်သူကကစားသမားတူတသက်မဟုတ်ပေကိုကဲဌာနချုပ်လို့ဖြစ်နေပါတယ်။ကဘာစည်းကြီးတခုမှကိုကဲဌာနချုပ်တွေကမထိခိုက်ပေမနေပါဘူး။သူတို့ကပထမဆုံးထိမှန်ခံရတာပါ။ဂျာမနီမှာလူဦးရေ84သန်းကျော်ရှိပြီး GDP ကလည်းအမေရိကန်ဒေါ်လာ4.5ထရီလီယံကျော်လွန်တာမို့ဥရောပစီးပွားရေးအကြီးအကဲအင်အားစုပါပဲ။ဒါပေမဲ့ဒီပါသလား။သူရဲ့စီးပွားရေးအင်အားကထိခိုက်လွယ်တဲ့စနစ်တွေပေါ်မှာမူတည်ပါတယ်။စွဲရင်တင်းကုန်နေဒီဂျစ်တယ်အခြေခံအဆောက်အအုံတွေနဲ့ပွေလင်းတဲ့ကုန်သွယ်လမ်းကြောင်းတွေကတညထဲမှာပြိုလဲသွားနိုင်ပါတယ် ီအကြောင်းကိုလည်းစဉ်းစားကြည့်ပါဦးဂျာမနီမှာ American စစ်တပ်ခြေစားစခန်းကြီးတွေအများကြီးလက်ခံထားပါတယ်။ဥရောပတဝက်နဲ့အခြားနေရာတွေမှာ American ရဲ့စစ်စင်ရေးအတွက်အရေးပါတယ်။ Remington Leader စခန်းလည်းပါပါတယ်။အကြီးစားပဋိပက္ခတစ်ခုမှာဒီစခန်းဟာအဓိကပြစ်မှတ်တစ်ခုဖြစ်လာမှာပါ။သူ့ကိုဖယ်ရှားလိုက်မယ်ဆိုရင်နောက်တော့မဟာမိတ်အဖွဲ့ကြီးအောင်ကြီးမားတဲ့ထိုးနှက်ချက်တခုခံရပါလိမ့်မယ်။ဂျာမနီကသူ့ရဲ့ကာကွယ်စနစ်တွေကိုခင့်မိအောင်လုပ်ခဲ့ပြီးမြစ်တမနှေးပေါင်းများစွာရင်းနှီးမြှုပ်နှံမှုနေခဲ့တာတွေကနေပြန်လည်တိစောက်နေတော့မှာပဲ။ ူရဲ့စနစ်အများစုကခင်းနောက်ကျနေပြီးစစ်တီတီကလေ့ကျင့်မှုကောင်းမှုပေမဲ့လက်ရှိအချိန်မှာအကြီးစားစစ်ပွဲတွေအတွက်လုံလောက်တဲ့အင်အားမရှိသေးပါဘူး။ဥရောပတဝမ်းရုတ်တရက်တိုက်ခိုက်မှုဖြစ်လာမယ်ဆိုရင်ဂျာမနီဟာပြည်စင်နေတုံးမှာပဲဖမ်းခံရပြီးပထမဆုံးလိုက်မှာပဲပြတ်တောက်မလုံရှားနိုင်တော့ပဲဖြစ်စည်းခံရနိုင်ပါတယ်။ဒါကြောင့်နောက်တစ်ချိန်လူတစ်ယောက်ကဥရောပဟာစစ်ပွဲအတွက်အရန်ငြိမ်းချမ်းနေလို့ပြောလာမယ်ဆိုရင်ငင်းငင်းကဆုလက်တခုဖြစ်လာပြီးလူတန်းတဲ့ပြန်နဲ့လူယူဖို့စူးစမ်းတဲ့ခါမှာပါဖြစ်မလဲဆိုပြီးတော့ပြန်မေးကြည့်လိုက်ပါနံပါတ်1 United Kingdom ယူနိုက်တက်ခင်တန်ပြည်တယ်ဟာတချင်တို့ကကဘာရဲ့လေးပုံတပုတ်ကိုအုပ်စိုးခဲ့တဲ့နိုင်ငံမှာဒါမဲ့လည်းခုတော့သူ့ရဲ့ရှင်သန်မှုကနိုင်ပိုင်းတွေမှာပဲဆုံးဖြတ်သွားနေပါတယ်။တင်းကယူနိုက်တက်ခင်တန်ကိုဝေးလံပြီးပင်လယ်ကကာကွယ်ပေးထားတဲ့ဥရောပတိုက်ကြီးရဲ့ရုပ်ထင်းမှုတွေကနေကင်းဝေးတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါမဲ့ဒီခေတ်မှာစစ်ပွဲတွေမှာပင်လယ်တွေကရေးမပါတော့ပါဘူး။ယူနိုက်တက်ကင်းတဲ့ဟာလုံးဝလုံခြုံနေတာမဟုတ်ပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးစာပြောရအောင်ပါ။ဗီဒီအမေရိကန်ရဲ့အဓိကမဟာမိတ်တစ်ခုတွေမဟုတ်ပါဘူးသူက lunch bag လို့ခေါ်တဲ့တိုက်ခတ်မှုတွေစတရာနေရပါ သူ့ရဲ့စိတ်အခြေစက်သက်ခံတွေစိတ်ကန်းတွေနဲ့ reader စနစ်တွေအားနေတို့ရဲ့ကမ္ဘာလုံးဆိုင်ရာကာကွယ်ကွန်ရက်ထဲမှာနည်းနည်းရှင်းရှင်းထည့်သွင်းထားပါတယ်။ဒါကသူ့ကိုမဟာပြူဟာမြောက်ပြည့်မဲ့တစ်ခုဖြစ်စေပါတယ်။ပြီးတော့ပထမဆုံးလုံးကြီးတွေကလှုပ်တဲ့ရတုံ့ပြန်မှုကိုစောင့်နေမှာမဟုတ်ပါဘူး။သူတို့ဟာ IF Flying Disney Crystalo စိတ်ပတ်ဆိုင်ရာကုကဲဌာနချုပ်တွေစီတိုက်ရိုက်ဦးတည်နေပါပါ။ဒီဌာနချုပ်တွေကအမေရိကန်ကိုထောက်လိုင်းတဲ့တဲ့နေတိုက်ရိုက်ပို့ပေးနေပါတယ်။လူဦးရေ68ခန့်တန်းကျော်ရှိပြီး GDP ကလည်းအမေရိကန်ဒေါ်လာ 3.3ထရီလီယံနီးပါးရှိတဲ့ United Kingdom ဟာကမ္ဘာလုံးဆိုင်ရာပန်းနာရေးကာကွယ်ရေးနဲ့ထောက်လှမ်းရေးတို့မှာအဓိကကဏ္ဍကနေပါဝင်နေပါတယ်။ဒါပေမဲ့ဒါကဘာကိုဆိုလို့လဲ။ကမ္ဘာစီးကြီးတခုမှာသူ့ကိုလိလူရှုထားလို့မရဘူးလို့ဆိုလိုတာပါ။လန်ဒန်မြို့တစ်ခုထဲမှာပဲကမ္ဘာအရေးပါဆုံးပန်းနာရေးအခြေခံအဆောက်အအုံတွေအများကြီးရှိပါတယ်။ဒီကွန်ရက်တာပြတ်တောက်သွားမယ်ဆိုရင်ကမ္ဘာတစ်ပတ်ကစီးပွားရေးတွေပြိုလဲသွားနေပါတယ်။ဒါကထိညှိပေးတာမဟုတ်ပါဘူး။ပြည်တွင်းထောင်လိုင်းဝန်ဆောင်မှုတွေကစစ်ပွဲကြီးတစ်ခုဖြစ်လာရင်စိုက်ဘာတိုက်ခိုက်မှုတွေကပထမဆုံးလိုက်ဖြစ်နေစတင်နေမယ်လို့တတိပေးထားပြီးသားပါ။ တကယ်ကိုထိတ်လန့်စရာကောင်းတာကသူ့ရဲ့စိတ်ရည်အင်အားတမိုင်းရှိခဲ့ပေမဲ့ UK ရဲ့လက်နက်ကင်တပ်ဖွဲ့တွေကမကြသေးတဲ့စေစုနှစ်တွေတည်တည်သာသာစေစုနှစ်တွေအတွင်းတည်တည်သာသာရောချသွားခဲ့ပါတယ်သူ့ရဲ့တော်ဝင်ရေတပ်ဟာတချင်းကလိုကြီးမားတဲ့ရေတပ်ကြီးမဟုတ်တော့ပါဘူးသူ့ရဲ့နျူကလ িয়ার လက်နက် Trident စနစ်ကဆက်လက်လက်ပတ်နေသေးပေမဲ့အဲ့ဒါက Scotland မှာပဲအဓိကခြေစိုက်တာပါအဲ့ဒီနေရာကိုတခြားတတိတိကြကြတက်ခတ်လိုက်မယ်ဆိုရင်အလုံးမလုံးနိုင်တော့အောင်ဖြစ်သွားနိုင်ပါတယ်။ဒါစဉ်းစားကြည့်ပါ။တန်နေရာတဲကချိုးရင်းမှုတစ်ခုပါပဲ ကပ္ပစီကြီးမှာရံပတ်တွေကကာလာချာရှိတိုက်ပွဲတွေမလုပ်ကြပါဘူး။သူတို့ကမြင်းမြန်ဆန်ဆန်ပြင်းပြင်းထန်ထန်နဲ့အန်ဒီရရှိတဲ့နေနဲ့တိုက်ခတ်ကြမှာပါ။ UK ကတော့ဒီစစ်စင်ရေးအစီအစဉ်မှာရှေ့တန်းမှာရှိနေပါတယ်။ American နဲ့မဟာမိတ်ဖွဲ့ထားတာကကာကွယ်မှုရစေပေမဲ့ရှေ့တန်းစစ်ပြန်နာမှာပါဝင်ရမယ်လို့အမှားခံထားပါတယ်။နောက်လာမယ့်စစ်ပွဲကတမိုင်းဝေရဲတပ်တွေတော်ဝင်မွေးနေ့တွေဒါမှမဟုတ်ငြိမ်သက်တဲ့ကျေးလက်ဒေသတွေကိုဂရုစိုက်နေမှာမဟုတ်ပါဘူး။သူကအရေးကြီးတာတွေကိုပဲဂရုစိုက်မှာပါဒေါ်လန်ရေးထောက်ပံ့ဖို့ဆောင်ရင်းအင်အားဒါတွေကပဲ United Kingdom ကိုကြီးမားတဲ့ပြည်မှတ်တစ်ခုဖြစ်စေပါတယ် ဒါကြောင့်အင်္ဂလန်ကောင်းကင်ယံမှာအိုဝေါ်တန်ဒီထက်မြေလာခဲ့မယ်ဆိုရင်အချင်းရေတွက်တာကရက်တွေနဲ့မဟုတ်ပဲစက္ကန့်တွေနဲ့ဖြစ်ပါလိမ့်မယ်။အီတလီအီတလီဆိုတာသူ့ရဲ့အစားအသောက်ဖက်ရှင်နဲ့နေပေါင်းများစွာကြာရှည်ခံနေတဲ့အပျက်စီးနေရာတွေနဲ့လူသိများပါတယ်။ဒါမဲ့တကယ်လို့7မီလီယံနေစက်တိုက်တောက်လာလာပြီဆိုရင်ဒါတွေကဘာမှအရေးပါတော့မှာမဟုတ်ပါဘူး။ကမ္ဘာလုံးဆိုင်ရာပြည်ပခါတွေကြောင်းလူတွေစဉ်းစားတဲ့အခါမှာအီတလီကပုံမှန်အားဖြင့်တော့ထိတ်ဆုံးစီးရင်မှာမပါတတ်ပါဘူး။ဒါကပဲသူ့ကိုဘာလို့အန်ဒီရရှိလဲဆိုတဲ့အခြေအနေနဲ့ရင်ဆိုင်နေရလဲပြရင်ဆိုင်နေရလဲဆိုတော့ပြသနေပါတယ်။ ။ဘာဖြစ်လို့လဲ။ကမ္ဘာကအာရှနဲ့ဥရောပရှေ့ပိုင်းကနေဆက်တွေကိုစောင့်ကြည့်နေကြတဲ့အချိန်မှာအီတလီကပထမဆုံးလေ့လာသွားနေပါလိမ့်။လူအများဆုံးမိနေတဲ့ချက်ကအီတလီမှာဥရောပမှာအကြီးဆုံးသော American စစ်တပ်ခြေစပ်စခန်းတွေကအချို့ရှိနေတာပါ။ Aviano Latest ကနေ Nibbles ရေတပ်အထောက်အကူပြုဌာနတွေလိုစခန်းတွေရောမြေတဲပင်လယ်နဲ့တခြားနေရာတွေမှာစစ်စင်ရေးတွေအတွက်အရေးပါတဲ့စစ်စင်စခန်းတွေဖြစ်ပါတယ်။ဒါကသူတို့ကိုတန်ဖိုးရှိစေအောင်သာမကပဲနဲ့ထိခိုက်လွယ်စေပါတယ်။ ကဘာလုံးဆိုင်ရာပိတိပခါတခုစတင်ပြီဆိုတာနဲ့ရမ်းမတ်တီကဒီစခန်းတွေကိုအမြန်ဆုံးဖြည့်ဆည်းပြချင်ကြမှာပါလူဦးရေ58တန်းကျော်ရှိပြီး GDP ကလည်း American Dollar နှစ်ထရီလီယံနီးပါးရှိတဲ့အီတလီဟာဥရောပရဲ့အကြီးအကဲအင်အားကြီးနိုင်ငံတစ်ခုပါဒါပေမဲ့သူ့ရဲ့ကာကွယ်ပြင်ဆင်မှုအခြေအနေကတခြားပုံစံတစ်မျိုးကိုပြောရနေပါတယ်ဒီနိုင်ငံဟာငွေကြေးလုံလောက်မရှိတာစက်ပစ္စည်းတွေခေတ်ကုန်နေရနဲ့စည်ရင်းမူဝါဒပေါ်နိုင်ငံရေးကွဲပြားမှုတွေနဲ့ရုန်းကန်နေရပါတယ်ဒီအခြေအနေတွေပေါင်းစပ်လိုက်တဲ့အခါမှာအန်ဒီရဲ့ရှိတဲ့မျက်ကွယ်ရနေရာကိုဖန်တီးပေးနေပါတယ် အရှိပမာစိတ်ပြည့်နေပြီပဲလို့စိတ်ကူးကြည့်လိုက်ပါဥရောပတဝန်းလုံးကိုဒုံးကြီးတွေမိုးရွာသလိုကြားရောက်လာမယ်နေတူတက်ဖွဲ့တွေစတင်စူးစီးနေမယ်ပြီးတော့အီတလီယာလက်ပိုက်ကြည့်နေမယ်နိုင်ငံမှာဟုတ်ပါဘူးသူကရေးကြည့်တဲ့ lunch pad တစ်ခုဖြစ်လာမှာပါဒါမှမဟုတ်ပါလားဒါကပဲသူကိုနေပြည်တော်များတိုက်ခိုက်မှုတွေ cyber စစ်ပွဲတွေနဲ့မြေထဲပင်လယ်ကားတစ်ဆင့်ရေချောင်းပိတ်ဆို့မှုတွေရဲ့ပြင်းထန်နေရာမှာတဲတဲရောက်နေပါတယ်ပို့ပြီးတော့ကြောက်စရာကောင်းတာကအီတလီရဲ့ရှေ့လျပြီးထိတွေ့လွယ်တဲ့ကမ်းရိုးတောင်မှာကီလိုမီတာ9000ကျော်ရှေ့လျတဲ့ကမ်းရိုးတောင်ကြောင့်ကာကွယ်ဖို့မယုံနိုင်လောက်ခက်ခဲပါတယ် ါးကသူကိုရေချောင်းကနေတက်ခတ်မှုတွေရေတက်ရိုက်ထိခတ်မှုတွေဓမ္မမုတ်ဒရုန်းကျူးကျော်မှုတွေအတွက်ပွင့်နေစေပါတယ်စီးပွားရေးဘက်ကိုလည်းကြည့်ကြအောင်ပါအီတလီရဲ့မတီးမငိမ့်ဖြစ်နေတဲ့အကြွေးမြေတွေနဲ့အကြွေးချင်းတွေနဲ့စွမ်းရင်နဲ့ဆက်မှုသုံးပစ္စည်းတွေအတွက်တင်းကုန်ပေါ်မိကိုနေရတာတွေကခဏတာပြတ်တောက်သွားမယ်ဆိုရင်နိုင်ငံကိုရှုပ်ထွေးမှုတွေရောက်သွားစေနိုင်ပါတယ်ဂျီနိုဝါဓမ္မမုတ်ခရစ်စတယ်လိုစေကန်းတခုလိုပြင်မဲ့ထားပြီးတိုက်ခတ်လိုက်မယ်ဆိုရင်ကုန်သွယ်မှုတွေရပ်ဆိုင်သွားပြီးစီးပွားရေးဟာအောက်ဆုံးကိုထူးခြားသွားနိုင်ပါတယ် ပြီးတော့အီတလီဟာနေတိုရဲ့စတင်တည်ထောင်သူအဖွဲ့ဝင်နိုင်ငံတနိုင်ငံဆိုတော့မမေ့ပါနဲ့ဒီမဟာမိတ်ကကာကွယ်မှုပေးတယ်ဆိုတော့မှန်ပေမဲ့အခြေအနေတွေပိုဆိုးလာမယ်ဆိုရင်သူ့ကိုချင်းချင်းပြင်းပြတခုဖြစ်စေနိုင်ပါတယ်ဒါကြောင့်မယောမမျိုးကရေအောင်အင်ပါယာရီရဲ့ပုံမြင်တွေပြည့်တင်ထက်နေတော့မယ်ရှိပေမဲ့အမှန်တရားကတော့ခေတ်သစ်စစ်ပွဲတခုမှာမနက်ဖြန်ရဲ့ပြည်စည်းတွေကိုနိုင်ပိုင်းတွင်တိစောက်နေတယ်ဆိုတော့ပါ။ဘာဖြစ်လို့လဲဆိုတော့ဒုံးကြီးတွေပြန်တန်းလာတဲ့ခါမှာတမိုင်းကတင့်ကိုကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ပြင်စင်ထားမှုကသာကာကွယ်ပေးနိုင်မှာပါ။အီတလီမှာဓာတ်တွေကိုလုံးလုံးမရှိပါဘူး။ တင်ခုလေးတွေမြင်လိုက်ရတာကဒီလိုတွေမဟုတ်ပါဘူးဘယ်သူမှမပြောချင်တဲ့အမှန်တရားပါကမ္ဘာစိတ်မြေဆုံးနိုင်ငံချုပ်ဟာကမ္ဘာစိတ်ကြီးဖြစ်ပွားခဲ့ရင်မိနစ်ပိုင်းတွင်ပြပုံဘဝရောက်သွားနိုင်ပါတယ်အကြောက်ဆုံးချက်ကတော့တတိပေးမှုနဲ့တူလာမှာမဟုတ်ပါဘူးဒုံညီတွေကတကားခေါက်မှာမဟုတ်ပါဘူးစိုက်ဘာတိုက်ခိုက်မှုတွေကမျက်တောင်ခံမှာမဟုတ်ပါဘူးမဟာမိတ်တွေကစိတ်မြေပြင်တွေဖြစ်သွားတဲ့အခါမှာကျွန်တော်တို့သိတဲ့မြေပုံကထာဝရပြောင်းလဲသွားနိုင်ပါတယ်ကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်